န္ဒိယနိုင်ငံကရုရှားကနေရေနံဝယ်ယူမှုမရက်ဆိုင်ရင်အိန္ဒိယကုန်စည်တွေပေါ်ပမာဏများပြားတဲ့စီးကျက်ခွန်သတ်မှတ်မယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကချိန်ချလိုက်ပါတယ်။အိန္ဒိယကရုရှားကနေရေနံဝယ်ယူတာရပ်တန့်မယ်လို့အိန္ဒိယဝန်ကြီးချုပ်နရင်ဒရာမူရီကပုဂ္ဂိုလ်ရေးရအာမခံခဲ့တယ်လို့ဒေါ်နယ်ထရန့်ကပြောပါတယ်။ရုရှားနဲ့ကုန်သွယ်ရေးဆက်ဆံမှုပြုလုပ်တဲ့တိုင်းပြည်တွေပေါ်အမေရိကန်နိုင်ငံကပြားပေးမှုအရှိန်မြှင့်လာခြင်းသူကခုလိုမှတ်ချက်ပြုတာပါ။ အမေရိကန်နိုင်ငံဟာလက်ရှိမှာထယ်လိတ်ကနေဆေးဝါးအထိအိန္ဒိယကုန်စည်တွေပေါ်စီးကျက်ခွန်90ရာခိုင်နှုန်းထိသတ်မှတ်ထားပါတယ်။ရုရှားကနေရေနံတင်သွင်းမှုမရပ်တန့်ရင်အိန္ဒိယကုန်စည်တွေပေါ်စီးကျက်ခွန်တိုးမြင့်မယ်လို့ဒေါ်နယ်ထရန့်ကထပ်တလဲလဲထုတ်ဖော်ပြောခဲ့ပါတယ်။အိန္ဒိယကရုရှားကနေရေနံဝယ်ယူမှုရပ်ဆိုင်းမယ်လို့ဝန်ကြီးချုပ်နရင်ဒရာမိုဒီကပြောကြားခဲ့တယ်လို့ဒေါ်နယ်ထရန့်ကဒီလအစောပိုင်းမှာပြောပါတယ်။ ယူကရိန်းစစ်ပွဲစတင်ပြီးနောက်တန်ခတ်ပိတ်ဆို့မှုတွေချမှတ်ခံရပြီးနောက်ပိုင်းအိန္ဒိယနိုင်ငံဟာရုရှားကနေရင်းနှံစိမ်းအများဆုံးဝေယူတဲ့အတိုင်းပြည်တစ်ခုဖြစ်ခဲ့ပါတယ်။ဒူဘိုင်းမြို့မှာပြန်တန်းလာတဲ့တူရကီကုန်တင်လေယာဉ်တစ်စင်းဟာဟောင်ကောင်လေဆိပ်မှာဆင်းသက်ချိန်ပြေးလန်းချော်ပြီးပင်လယ်ထဲထိုးဆိုင်ခဲ့လို့လူနှုတ်ဦးတိတ်ဆုံးခဲ့တယ်လို့လေဆိပ်အာဏာပိုင်တွေကပြောပါရတယ်။တူရကီကုန်တင်လေကြောင်းလိုင်း AACD ဘိုင်း Boeing 747လေယာဉ်ဟာဒေတာစံတော်ချိန်မနက်3:50မိနစ်မှာဟောင်ကောင်နေစိမ့်မှာပြည်လန်းချော်မှုဖြစ်ပွားခဲ့တာပါ။ကုန်နေလေယာဉ်ဟာလေစိမ့်မှာဆင်းသက်ချိန်ပြည်လန်းချော်က လေစိမ့်နီးရှိရေပြင်နဲ့တစ်စိမ့်တစ်ပိုင်းနှမြုပ်သွားခဲ့တာလို့ဟောင်ကောင်လေစိမ့်အာဏာပိုင်ဖွဲ့ကပြောပါရယ်။ဖြစ်စဉ်ပြီးမှာတော့ဟောင်ကောင်လေစိမ့်မြောက်ပိုင်းကီလန်းကိုပိတ်ထားခဲ့ရတယ်လို့လေစိမ့်အာဏာပိုင်ဖွဲ့ကထုတ်ပြန်ချက်တစ်ခုတွင်ပြောပါရယ်။ကုန်နေလေယာဉ်ပေါ်ပါအမှုရန်လေးကိုကယ်ဆယ်ခဲ့ပြီး ရေပြင်ဝန်ထမ်းတအူးနဲ့နောက်တအူးတို့သေဆုံးခဲ့တယ်လို့ဒေသန္တရရုတ်တံဌာန TBV ကဖော်ပြခဲ့ပါတယ်။သေဆုံးသူမျိုးသားနှုတ်ဟာလေးရင်ပြေးလန်းချော်စင်တိုက်မိတဲ့ရေပြင်ရှိကားတစ်စင်းကဖြစ်တယ်လို့ရဲတပ်ဖွဲ့ကကိုးကားပြီးမီဒီယာတွေကဖော်ပြပါတယ်။ကုန်တင်လေးရင်ပြေးလန်းချော်ရတဲ့အကြောင်းရင်းကိုဖော်ထုတ်ဖို့ဖြစ်စဉ်ကိုစုံစမ်းစစ်ဆေးမှုစတင်ခဲ့တယ်လို့ဟောင်ကောင်နေကျောင်းပို့ဆောင်ရေးဌာနကပြောပါတယ်။